မင်္ဂလာပါဗျာအားလုံးကျမ်းမာချမ်းသာကြပါစေကြောင်းပိုင်ရင်ကိုမျက်နှာမဲ့ပိုင်ကိုတန်ကြလို့အားလုံးပျော်ရွှင်ကြပါစေကြောင်းကိုပိုင်ရင်ကိုဥစွာပထမဒါမြင့်တာပို့ပါတယ်ဒီနေ့23ရက်လေးလ2025ဆိုတဲ့တကြံအကျိုးနေ့လေးလည်းဖြစ်ပါတယ်เนาะတကြံဆိုတာမြန်မာမြန်မာတွေရဲ့နှစ်တကူအကျိုးတကြံပေါ့เนาะဒါမှမဟုတ်ကျွန်တော်တို့ဒီဘက်မှာတကြံကဒီနေ့တကြံကတော့စိတ်မကောင်းစရာကြီးနဲ့ကြုံတွေ့တာတွေများလာတဲ့အတွက်ကျွန်တော်အများကြီးတော့မပြောချင်ပါဘူးအားလုံးလာမယ့်နေ့မှာအေးချမ်းပါစေလို့ပဲပြောချင်ပါတယ်เนาะတနေ့လုံးလာမယ့်နေ့တနေ့လုံးလည်း ေးကြံပါလေလို့ပဲပြောချင်ပါတယ်အခုကျွန်တော်ဟိုအရင်ရက်ကကျွန်တော်ပြောပြီးနည်းနည်းနားလိုက်တာအင်းတော်ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါမပြောတော့တဲ့အားရှိတယ်အဲ့ဒီနောက်ပိုင်းမှာတက်မတော်အတကုံသွားတိုက်နေတာရှိတယ်နော်နောက်ကြတော့ဒီအားလေးကျွန်တော်တို့ဟိုတာဒကားတွေပုံစံကြည့်မှာဆိုလို့ရှင်လည်းမိုးကုတ်ကိုဟိုဒီအားလေးလာတယ်တက်မတော်ခွာဆက်ဆင်သွားတယ်ဆင်သွားပြီးတော့နောက်ပိုင်းမှာပြန်တိုက်ပြီးရယူဖို့ဆိုတော့တော်တော်အချိန်ကြာကြီးဖြစ်တယ်အခုလည်းဒါဒီလိုပဲဟို ငါဘွဲရငါစားချက်တလို့တိုက်နေတာချင်းအတကုံတော့တိုက်နေတာချင်းရတာမရတာဆက်လက်စောင့်ကြည့်ရမှာရှိတယ်။နောက်နောက်ကိုလည်းကိုကကိုကမပောင်းသူတို့မှဆိုလဲ9လ8လလောက်ဒါတောက်ခံပြီးတော့လှုပ်လာတာအပေါ်ရဲ့စပိုးလေးတွေအားရုပ်ရောလာတယ်အများကြီးဖြစ်လာတဲ့အတွက်ဒါဘယ်သူမှတော့အပြစ်မပြောပါဘူးသူတို့တိုက်ခိုက်နေတဲ့ကိစ္စသူတို့ပဲသိမှာပါ90ရှုံးနေတော့မပြောဘူး။နောက်ဒါအရင်ချင်းရှိတဲ့သူကအောင်မြင်ပါပဲ။ဒါတလို့ပဲကျွန်တော်ပြောကျွန်တော်တောက်တော့အောင်မြင်တဲ့ခါကျတော့တိုင်းပြည်အေဂျင့်ပဲမပြည့်စုံသူတို့ငါတမဲမဖြစ်ဘူးဒါဘူးပဲကျွန်တော်ကရည်ညွှန်းပြီးတော့ ကျွန်တော်ဒါပြောဆိုပြောတာဖြစ်တယ်เนาะအဓိကကဟိုဘက်မှာဒါဒီကြားထဲမှာတိုင်တောင်းဆောက်ဖိတိထုနဲ့တိုင်နေအများကြီးပဲကျွန်တော်စီနီယာလိုက်တယ်မှာပြောတော့တော်တော်များတယ်စီနီယာထဲမှာလည်းဒီနေ့ဖိတိထုတာတောင်းဆောက်များတယ်ရခိုင်မှာလည်းထုံနီလကောင်းပဲဒါကြမ်းကြမ်းတမ်းပြန်နေတိုက်နေတာတော့ရှိတယ်အဲ့ဒါကိုစကားပြောချင်တာကအဓိကကဘာကိုပြောချင်လဲဆိုလို့ရှိရင်တိုင်းပြည်မှာဟိုစစ်အာဏာရှင်စစ်အာဏာရှင်ဆိုပြီးတော့ဒါအင်းတော်အင်းတော်မှာကျွန်တော်တို့ တမခွန်တမမှုဟိုဘုံမှုချုပ်ကြော်တဲ့ဦးပေါ့နော်ဘုံမှုချုပ်ကြော်တဲ့ဦးကိုဒါဖမ်းမိတဲ့အချိန်မှာဒါသူ့ရဲ့အကြောင်းလေးကိုဒါသူတို့တပတ်မီဒီယာဘက်ကတောက်လျှောက်ပြောလာတာရှိတယ်နော်အဲဘုံမှုချုပ်ကြော်တဲ့ဦးကဒါရေးဘက်မှာဆိုလို့ရှင်လို့ရှင်ဒါသူလာလို့ရှင်လို့ရှင်ရှေ့မှာမိန်းတန်းက၄၅စီးလောက်ပါတယ်ဘေးနားမှာလည်းဘုံမှုတွေဟိုအပွင့်နေတဲ့သူတွေပဲဘေးနားမှာကိုရံတော်လေးပါတယ်ပြီးလို့ရှင်လို့ရှင်သူကအစကောက်နေတယ်သူကကား၄၅စီးကြားထဲမှာသူကရှိတယ်ဒီလောက်ကြီး ိုမြင့်မြတ်ထဲဝါနေတဲ့ပုံကဒီလိုမျိုးဟိုကြွတ်ဆုပ်လို့နင်းရုပ်လေးနဲ့ဆိုတော့သူတို့မနေကြည့်ရတယ်ပေါ့နောက်တော့မှအဲ့ဒီလူမှတိတ်ကြတယ်အဲ့ဒီလူသူ့ဆိုင်ကဲကိုဒါဖမ်းသွားတဲ့သူဆိုပြီးတော့ပြောတယ်သူတော်မှဒါအဲ့မီဒီယာတခုမှပြောတယ်မီဒီယာနှစ်ခုလောက်ကျွန်တော်ကြည့်မိတယ်เนาะဒါဒီတော့ပြည်သူတွေဒုက္ခပေးတဲ့လူပေါ့နောက်သူတို့အဲ့မှာပြောတဲ့ခါဘကုန်းမှာကြတော့ဒါဟိုဒီတော်လိုင်းရဲ့ဟိုနေမဆန္ဒပြတဲ့ကလေးတွေကိုပြစ်ခတ်တတ်ဖြတ်ပြီးတော့ ဟိုအိမ်တိုင်းလို့လို့နာရေးတွေဖြစ်ကောင်းလို့တော့တာဒါသူပေါ့အဲအဲ့တော့သူတို့ကနာကြီးချက်တွေကိုတောင်းလျှောက်ပြောပြီးတော့အဲပုံပုံကျုပ်ကျော်တဲ့ဦးရဲ့အဲအရင်လှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်တွေကိုနာကြီးချက်ဖြစ်ပြောင်းလဲပြီးပြောဆိုနေတာကိုကျွန်တော်တို့တပတ်မီဒီယာမှာတွေ့တယ်တွေ့တဲ့အခါကျတော့ကျွန်တော်တို့ကအဓိကကအခြေခံစိတ်မြင့်ကိုလူတွေမသိကြတာရှိတယ်အဓိကအခြေခံစိတ်မြင့်က လက်ပေါ်တတိအုတ်ချုပ်တာနံပါတ်၁ကစစ်တပ်ကလာပြီးတော့အုတ်ချုပ်တာမဟုတ်ဘူးလက်ပေါ်တတိပြည်သူတွေနဲ့စတင်အုတ်ချုပ်ရတာပါလို့ဆိုရက်ကွက်ရန်ဦးစိန်ဦးဥက္ကဋ္ဌနဲ့စပြီးအုတ်ချုပ်ရတာဖြစ်တယ်အဲ့တော့အခုလက်ရှိဖြစ်နေတာစစ်မှုထမ်းဥပဒေဆိုစစ်မှုထမ်းဥပဒေအိမ်ချံကတ်တာစပြီးလို့ချင်းလမ်းသွားလာတယ်မကျင်တတ်လို့ချင်းသူတို့ဥက္ကဋ္ဌနဲ့ပတ်သက်နောက်နောက်တစ်ခါကျတော့သူတို့ဘာအဖွဲ့အစည်းညာအဖွဲ့အစည်းတွေပေါ့အဲအဲ့ဒါတွေဖန်နေနှိမ့်ဆက်တဲ့ပတ်စံယူတဲ့ဒါတွေက ရက်ခွက်တိုင်းမှာရှိတဲ့အကြောင်းအမျိုးမျိုးတွေနဲ့ရက်ခွက်တိုင်းမှာရှိတဲ့သူတို့ပတ်စံလိုချင်တဲ့အချိန်ကြောင့်လို့ရှိရင်သူတို့နဲ့ပါသနာဖြစ်နေတဲ့ဒါဒူးဆိုင်မှုလုပ်နေတဲ့ဟလာဥပဒေနဲ့မလုပ်ခဲ့လုပ်နေတဲ့အိမ်ဒီမှာပတ်စံနေလိုက်ကောက်တဲ့လိုက်သိနေအဲဒါမျိုးတွေဖြစ်လာတော့အာဏာကိုပြပြီးစီးပွားချတာပြီးတော့သူတို့ကအဲအိမ်ချမ်းမြေကိစ္စတွေပေါ့အများကြီးပေါ့အဲ့တော့သူတို့ချိန်ချောက်စရာရှိတာဘာနဲ့ချိန်ချောက်လဲဆိုမင်းတို့အနေမဖြစ်ငါစစ်တပ်အုပ်ခေါ်လိုက်ပြီးမင်းတို့ခေါ်ရိုက်ခိုင်းလိုက်မှဘာညာဒလို့တွေဖြစ်လာစစ်တပ်အုပ်ခေါ်လိုက်မယ်ဆိုဖြစ်လာတော့ခါကြတော့ဟလာ သူတို့ကဘာဖြစ်လဲဆိုတော့အာနာရှိတဲ့လူတွေနဲ့ချိန်ချောက်တယ်ဟလာအာမင်ကရဲခေါ်လိုက်မယ်ဆိုပြီးချိန်ချောက်ချိန်ချောက်တော့နံပါတ်1ရဲလဲအမောက္ခံလို့စစ်တပ်လဲအမောက္ခံပဲရဲရောဘာဖြစ်လဲရဲလဲဒုံဒီလကောင်းမဲဒါဟိုနေဖြစ်တယ်ဟိုသူတို့ရရှိတဲ့အာနာကိုဘာဖြစ်တယ်လဲဆိုတော့ထောင်ပြပြီးချိန်ချောက်တယ်ရဲကြတော့ထောင်ပြပြီးချိန်ချောက်တယ်အခုကြတော့ရက်ွက်ကအုတ်ချွေမှုတွေတော်တော်များများစေဥပဒေမှလည်းပဒါပတ်စံနေယူလာမှပိုးစိုးပတ်ဆက်တွေဖြစ်နေတာအဲ့ဒီကနေစပြီးတော့မုံတီးသွားတဲ့အမုံတီးတွေပဲ အဲ့ရနဲ့စပြီးတော့ဟိုအရေးခင်းဆိုတာမျိုးတွေဖြစ်လာတယ်အမုံဒီနဲ့အရေးခင်းတွေဖြစ်လာပြဿနာတွေဖြစ်လာတယ်အဲ့ဖြစ်လာခြင်းမှာနောက်ဆုံးတက်မတော်ကနေပြီးတော့ဘာဖြစ်လာတယ်လဲဆိုတော့အဲ့ရနဲ့စပြီးတော့အောက်ချန်နဲ့စပြီးအာနာရှင်တွေကိုမုံဒီလာတယ်အာနာနဲ့လုံဆန်းနေတဲ့သူတွေကိုမုံဒီယွန်ရှလာတဲ့အတွက်ပြီးနောက်ဆုံးအဲ့ပြည်သူတွေကတိမခံနိုင်ပြီးဒေါသတွေထွက်လာပြီးတော့နောက်ဆုံးဒီဆန္ဒပြမှုတွေဖြစ်ပေါ်လာတယ်ဆန္ဒပြမှုတွေဖြစ်ပေါ်လာရနေပြီးတော့နောက်ဆုံးတက်မတော်နိုင်ငံရဲ့ ဟိုကာကွယ်တဲ့လုံခြုံရေးတာဝန်ထမ်းဆောင်ထားတဲ့တပ်မတော်သားတွေကဘာဖြစ်လာလဲဆိုတော့ဒါကိုတာဝန်ယူဖြေရှင်းလာတယ်ဖြေရှင်းလာတဲ့ခါကျတော့အယမ်းများလာတဲ့ခါကျတော့တောင်းပန်လို့မရတဲ့ခါကျပြစ်ခတ်မှုတွေရှိလာတိတ်ခတ်မှုရှိလာတော့အခုလိုအညိုးအတိတ်တွေပေါ့တယောက်တက်လဲစီညှိုးကြတာပေါ့ငါတို့ပြည်သူဖြစ်တော့မင်းတို့ငါတို့နှိပ်စက်ထားတဲ့ရိုက်နှက်ထားတဲ့ဖမ်းဆီးထားတဲ့ပြစ်ခတ်တပ်ပြတာမင်းတို့လဲကြလို့ကျတော့ငါတို့အဲ့လိုပဲပြစ်ခတ်တပ်ပြမှာဆိုဒါတွေ့နေကြတယ်လက်ဝင်းပြတ်သားနေပါတပ်မတော်သားမိလို့ချင်းရဲရဲဆက်ဆက်လုံနေတာတွေ့တယ်တကယ်ကြတော့ ဂျားတဲ့ကမုန်းခံသွားတာနိုင်ငံကိုကာကွယ်နေတပ်မတော်သားတွေဖြစ်တယ်။တကယ်တမ်းလှုပ်ရှားသွားတာကြတော့ဒီအောက်ခြေရဲ့အာနာပိုင်းအာနာစပြီးတော့ဟိုစားသုံးတဲ့သူတွေအဖြစ်တယ်။ပတ်စံရရှိသွားတာအောက်ခြေပိုင်းမှာရှိတဲ့သူတွေရရှိအောင်လည်းအိမ်ချမ်းကြီးတွေဆောက်လို့ရှင်လို့ချင်းသူတို့ကအပေါ်အိုးအိမ်ပိုင်းလောင်းတဲ့ပတ်သက်ပြီးတော့ပတ်စံတွေယူသွားတာရှိရဲ့ဒီလိုတွေအများကြီးကျွန်တော်တို့ကြုံတွေ့ရတယ်။ဟုတ်လား။ ပြီးလို့ချင်းရက်ကွက်ထဲမှာကားစားဒီလိုမီးကျိုးပြက်တာစားဟာလားမီးကျိုးပြက်သွားလို့ချင်းဒါ EPC ကဒါလိုက်လာလောက်ရမဲ့ကိစ္စမလုပ်ဘဲနဲ့ရက်ကွက်ထဲမှာပတ်စံကောက်ပြီးတော့ဒါလှုပ်ဆောင်သွားတာလေဒါတွေကျွန်တော်တို့တွေ့ကြုံနေရညင်းနေရအဲ့ဒီနေစားပြီးတော့ဒါမုန်းကုန်တာပဲအဲ့ဒီသူတို့ကစားပြီးတော့မုန်းသွားတဲ့အမုန်းကဘယ်ထိသွားပြီးမုန်းလဲဆိုတော့စစ်တပ်ကသွားပြီးတိတ်ပြီးမုန်းသွားတော့တာနော်မုန်းသွားတော့အခုလိုမသူတက်လိုက်ကိုတက်လိုက်သူတက်တန်နေရာတွေကဝက်တွေကလဲနေကြမှာပဲအဲ့တော့ဒီနေ့ကျွန်တော်ပြောချင်တာက အောက်နံပါတ်၁ပေါ့နော်ဒီနေ့ကျွန်တော်ပြောချင်တာကဒါကျွန်တော်တို့နှစ်တက်မှာနောင်လာမဲ့နှစ်တွေနှစ်တွေအေးကြအောင်လို့အောက်ချီမှာရှိတဲ့အဓိကကြနေတဲ့ဒီအုတ်ကြီးပိုင်းနေနဲ့အုတ်ချုပ်ကြီးပိုင်းဆိုင်ရာတွေပေါ့ဗျာရက်ကွက်အုတ်ချုပ်ကြီးပိုင်းဆိုင်ရာတွေကလူပုဂ္ဂိုလ်တွေမှာစပြီးပြည်သူတွေကိုဒါကိုမိသားစုလိုပဲငါသားဒီလိုအနိုင်ကျင့်စော်ကားခံရရင်ငါသားအာနာနဲ့အနိုင်ကျင့်စော်ကားခံရရင်ဆိုတဲ့စိတ်ဓာတ်လေးကမွေးကြည့်လိုက်ပါ ဲ့ဒါဆိုလို့ရှိရင်ငါတို့လက်မခံနိုင်ရင်ငါကျန်တဲ့လူတွေလက်မခံနိုင်အဲ့တော့ငါတို့ကနေပြောင်းစပြီးတော့မှဟိုမိမိရက်ကွက်ထဲမှာရှိတဲ့ညီကောင်မတွေကိုနွေ့နွေ့ထွေးထွေးကြိုးဆိုပြီးတော့နွေ့နွေ့ထွေးထွေးလှုပ်ဆောင်ပေးပြီးတော့မိသားစုတစ်ဖွဲ့ဒါတိုင်းပြည်ရဲ့အကျိုးကိုတည်ပိုးရင်းနဲ့အားလုံးချစ်ချစ်ကရင်ဖြစ်အောင်စတင်လှုပ်ဆောင်ပေးဖို့လိုအပ်တယ်လို့ပြောခြင်းတယ်။နှမို့ဆိုဒီလိုပဲဆက်လက်သွားမှာဆိုလို့ရှိရင်ဒီတန်တန်ကြီးကလဲနေအမုံတရားနဲ့လဲနေမှာအမုံတရားနဲ့လဲနေမှာတိုင်းပြည်မှာရဲ့အာဏာ အပိုင်းအဖွဲ့ကြီးတွေကမုံတရားနိုင်ရှိတော့အုတ်ချုပ်ရေးပိုင်းဆိုင်ရာတွေကိုလည်းတယောက်ပြီးတယောက်တတ်နေကြတာရှိတယ်မျိုးနဲ့ရိုးနဲ့တတ်နေကြတာရှိတယ်ဒီအုတ်ချုပ်ရေးပိုင်းဆိုင်ရာတွေကိုတတ်ရတဲ့အကြောင်းရင်းအားလည်းအဲ့ဒီရဲ့အဟာနေပြီးတော့စနေကြတာဖြစ်တယ်အဲ့တော့ဒီအမုံနေရာဘယ်တော့မှပြီးမှာမဟုတ်ဘူးเนาะအခုအပြီးမှာမဟုတ်တာကိုတန်နေရာကိုတောက်ချောက်ကျွန်တော်ညီမနိုင်ငံလဲတာအဲ့ဒါလဲတာအဓိကကဒီတက်ဆိုင်ရာလူကြီးတွေနိုင်ငံတော်အစ်နိုင်ငံတော်ကပုံကူတွေကဒီကနေစပြီးတော့မထိန်သိမ်းနိုင်ရင် တက်တက်လုံးပြည်သူနဲ့အာဏာပိုင်တွေနဲ့မုန်းဒီရဘယ်တော့မှပြီးမှာမဟုတ်ဘူးအဲ့တော့ပြည်သူတွေကအာဏာပိုင်တွေကိုအာဏာရှင်ဖြစ်သွားတဲ့ဟာဒီရွှေရှာမုန်းဒီကုံညာလာဖြစ်တယ်အဲ့ဒါကိုလည်းတပ်မတော်ဘိုင်းဆိုင်ရာအကြီးအကဲတွေမှာတော့၎င်းတော့ဒါတွေကိုစစ်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 နဲ့တိတိယယောက်လှုပ်ဆောင်ပေးမယ်တိတိယယောက်ထိန်သိမ်းနှိနှိုင်းကုတ်ကဲမယ်ဆိုလို့ရှင်အခုလိုမျိုးတွေကျွန်တော်တို့ကြားသိရမှာမဟုတ်ဘူးနော်တပ်မတော်သားတွေလည်းပဲဖြတ်ကန်တဲ့အာဏာရှင်ဆိုပြီးတော့ တမန်တော်သားနဲ့တကယ်တမ်းကြောင့်လည်းသူတို့တွေမသိဘူးဟိုတနေ့အင်တာဗျူးသွားတဲ့ဟိုအဖိုးကြီးဟိုအသက်50ကျော်60ကျော်တဲ့တက်ကသူတွေရှိတယ်ဘာမှမသိသူကအေးစေးတက်တော့နေနေတမန်ဆိုလည်းကြီးလိုက်လို့ကျင်ပတိလေးတွေစိတ်ကင်နာတဲ့သူတွေပဲများတယ်နော်ဟိုဘက်ကတော်လိုင်းဘက်ကကြီးလိုက်တဲ့ခါကျတမန်ဖြတ်မှဆိုတော့ဘာဖြစ်လို့သူတို့ကနာကြီးချက်တွေဒါအများနေတဲ့ပုံစံမျိုးတွေနဲ့မီဒီယာတခုကပြောတယ်တွေ့တာဒါမဲ့အဲ့ဒီအရကိုကျွန်တော်လိုက်ပြီးတော့လေးလာဆန်းဆန်းကြီးလိုက်တော့အဓိကရဲ့အပြင်စင်ရမှာအောက်ခြေကကျွန်တော်အုတ် အုပ်ချုပ်ရေးပိုင်းဆိုင်ရာပုံကိုယ်တွေပဲဖြစ်တယ်နော်အုပ်ချုပ်ရေးပိုင်းဆိုင်ရာပုံကိုယ်တွေပဲဖြစ်တယ်ကျွန်တော်ဒါရောက်တာရုံဟိုအုပ်ချုပ်ရေးရုံခဏသွားကြည့်တာရှိတယ်သွားကြည့်တဲ့အချိန်မှာကျွန်တော်လာတဲ့ဥစ္စာဘာဖြစ်လဲဆိုတော့ဟိုမှာလမ်းကြောင်းကသူတို့လမ်းကြောင်းရှောင်းနေတဲ့စစ်ကားဘူကြီးပြောက်တော့ပါမယ်ထင်တယ်ဟာလားအိုက်ကောင်ဝင်လာအာဟိုလူတွေဖဲဒီလူတွေပဲဟိုလူကဒီလူကဆိုအသေးသားလုံပြောက်ဟာဘာတော့ဟာဆိုကျွန်တော်ကြောင်ပြီးကြည်နေလိုက်သေးတယ်အဲ့လိုမျိုးအုပ်ချုပ်ရေးပိုင်းကတိုင်ရတဲ့အနေနဲ့မုံတီအောင်စပြီးတော့တက်ကိုမုံတီအောင်စလောက်တော့တာပဲ ဒါတွေကသူတို့ကတော့ဟာဟိုတဲ့တက်ကိုလေးစားပုံစံပြပေမဲ့ပြည်သူတွေကမုန်းတိမောအဲ့ဒီကစတာပဲเนาะအဲ့တော့အဲ့ဒါတွေကိုပြင်ဆင်နေပဲတိုင်းပြည်ကိုအေးချမ်းအောင်လှုပ်ဆောင်ပေးနိုင်ကြပါစေလို့ပဲဆုတောင်းနေပါတယ်အုတ်ချွေပိုင်းဆိုင်ရာညီအုတ်ချွေမှုမှစပြီးတော့အုတ်ချွေပိုင်းဆိုင်ရာပုံကူအောက်ချီမှစပြီးပြင်ဆင်ပြီးတော့မှပြည်သူကိုပြည်သူအဖြစ်တော့ဒါဆက်ဆံနိုင်ပါစေ ဒါမကောင်းသူလည်းမကောင်းတဲ့လျောက်ဥပဒေအရေးယူနိုင်ပါသေးလို့ပဲပြောချင်ပါတယ်ကောင်းတဲ့လူကောင်းတဲ့လို့မကောင်းတဲ့လူမကောင်းတဲ့လို့ဒါဆက်ဆံပြီးတော့မှဒါပြည်သူနဲ့လက်တွဲပြီးတော့မှအေးတန်းတဲ့တိုင်းမျိုးရှောင်းလန်းနိုင်ပါသေးလို့စုမုံကောင်တောင်းလိုက်ပါတယ်ဗျာအခုချိန်ကစပြီးတော့เนาะအားလုံးအားလုံးအေးတန်းကြပါစေဗျာအားလုံးအေးတန်းကြပါစေ